အားလုံးပဲမင်္ဂလာပါ Animation Channel ကနေကြိုဆိုပါတယ်ရှင်အခုအစီအစဉ်လေးကတော့လူတွေမှာမရှိမဖြစ်အရေးကြီးနိုင်လာတဲ့အချက်ကလေးတွေကိုတင်ပြပေးသွားကြပါမယ်ရှင် ပထမဦးဆုံးအနေနဲ့လူချင်းမင်းတို့ရဲ့တငယ်ချင်းဆွေမျိုးမိတ်ဆွေတွေအိမ်ကိုညာရီအလဲသွားခဲ့တယ်ဆိုလို့ရှိရင်တော့အရေးကြီးမဖြစ်မနေယူဆောင်သွားရမှာတွေကတော့မိမိတို့တကွေတကာရတုံးမှုအတွက်မိမိရဲ့ကိုယ်တိုင်ဆက်ပြဒါမှမဟုတ်ရင်ရှာဝါကျဲလိုမျိုးနေနောက်တစ်ချက်ကကြတော့မိမိရဲ့ကိုယ်ပိုင်ညနေတုပ်ပွားလေးကိုတော့ယူသွားစေချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့တကွေချမ်းမာရေးအတွက်ပေါ့တငယ်ချင်းရဲ့မိသားစုတွေပါ safe ဖြစ်စေလိုပါ ဒါဆိုရင်နောက်တစ်ချက်နံပါတ်2အချက်ကတော့အကယ်၍မိမိတကယ်ချင်းစီရကားပဲဖြစ်ဖြစ်ဒါမှမဟုတ်တခြားပစ္စည်းပဲဖြစ်ဖြစ်ယူပြီးတဲ့နေရာမှာပြန်ထားပေးပါနော်။နောက်တစ်ချက်ကားဆိုရင်တော့စီအဖြစ်ဖြစ်ပေးခဲ့ပါ။နောက်ပြီးတော့တခြားသူတယောက်ဖုန်းသုံးနေတဲ့အခါမှာချောင်းကြည့်ပါနဲ့ခုံကြည့်ပါနဲ့ဒါတွေကမကောင်းတဲ့အချက်တွေပါနော်။နံပါတ်၄ချက်ကတော့တကယ်တော့မိမိတို့ရဲ့ relationship တစ်ခုမှာတယောက်ပေါ်တယောက်အရေးကြီးပြီးတော့ယုံကြည်မှုတွေနားလည်မှုတွေနဲ့တိစောက်ထားတာပါဒါတွေကမရှိခဲ့ဘူးဆိုလို့ရှိရင်တော့တယောက်နဲ့တယောက်ဟာဒီ relationship မှာအချိန်ကြီးရွေးပြွေးသွားနိုင်ပါတယ်ရှင်နံပါတ်5ချက်နေနဲ့ကိုရဲ့မိဘတွေကိုစိတ်ချမ်းသာအောင်ထားပြပါသူတို့ကိုကအငြင်းနဲ့အားကျနေရတယ်သူတို့အငြင်းနဲ့အတူတူနေရတယ်ပြီးတော့နောက်တစ်ချက်ကသူတို့ကိုတွေ့တဲ့အခါအငြင်းနဲ့ပျော်ရွှင်နေရတယ်ဆိုတဲ့အလေးတွေကိုပြောကြပြပါအထောက်ချက်အနေနဲ့ဘတ်စကားတွေရထားပေါ်တွေမှာဆိုလို့ရှိရင်တန်ကားတော်တွေ တကြီးရွယ်ဦးတွေအမျိုးသမီးကိုဝန်ဆောင်တယ်လေဆိုလို့ရှိရင်တော့နေရာလေးကိုဖယ်ပေးခြင်းအပြင်ငွေမလိုတဲ့ကုသိုလ်ရယူလိုက်ပါနော်နံပါတ်9ချက်အနေနဲ့နိုးလို့ညင်းဆန်တအောင်လေးချက်မှာညင်းဆန်တဲ့လောက်ကပြောဖို့ရမ်းခက်ခဲတဲ့စကားလုံးဆိုပေမဲ့တချို့နေရာတွေကညင်းနိုင်မှတော့ကြမှာမဟုတ်လို့ပါဥပမာစလိတ်တောက်ချင်းကိုညင်းဆန်တာမျိုးဖြစ်ဖြစ်ပေါ့နံပါတ်၈အချက်အနေနဲ့တင်ဟာတဝူးတယောက်နဲ့စကားပြောနေတော့စကားဖြတ်တော့မယ်ဆိုလို့ရှိရင်တော့သူ့အတွက်အကောင်းဆုံး အကြောင်းပြချက်တစ်ခုကိုပဲဖြစ်ဖြစ်ပေးခဲ့ပြီးတော့စကားဖြတ်လိုက်တာကသူတို့နှစ်ယောက်ရဲ့ဈာတ်ထဲမှာရှိတဲ့ခင်မင်မှုကိုပို့ပြီးတော့ခိုင်မြဲစေပါရဲ့ရှင်